အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ပွဲပြီးသုံးသက်ချက်ဆိုရတဲ့ဒါကျွန်တော်ပွဲရဲ့ဒါကျွန်တော်အခြေအနေရဲ့ဒါကျွန်တော်လက်ရှိမှာကျွန်တော်အဖေနဲ့ကျွန်တော်ဒါသူစားဗောနော်ကျွန်တော် father တွေကျွန်တော်နဲ့ father ကျွန်တော်နဲ့ el clasico ပွဲမနေ့ကကြီးဖြစ်ခဲ့တယ်ဗောနော် father ဆို el clasico ပွဲဘယ်လောက်ထိမျောနေလဲဆိုတာကျွန်တော်တစ်ဖက်က arsenal နဲ့ဒါကျွန်တော်တို့ liverpool လာတဲ့ပွဲစဉ်ကတော့သူအနေနဲ့ review မှာတဲ့ real madrid နဲ့ပါစီဘဲကိုကြည့်မယ်မကြည့်ရင် laptop နဲ့ liverpool နဲ့ arsenal ပွဲကြည့်ဖို့เนาะအဲ့တော့ အဲ့လောက်ထိကိုပွဲရကောင်းခဲ့တယ်ပြောချင်တာဒါကျွန်တော်တို့ပူကြီးရတာသူအနေနဲ့ဘာဆိုနာနဲ့ရီယယ်မက်ဒရစ်ပွဲကလည်းဒါကျွန်တော်တို့တကယ်ဟိုနှစ်ပွဲကျင်တာပေါ့ပရီးမီးယားလိနှစ်ပွဲကြားထဲမှာလာခဲ့တဲ့ပွဲပေါ့နော်အဲ့တော့အကုန်လုံးတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်ဒါတကယ်ပါပဲဒါကျွန်တော်တို့တကယ်ကိုဒါဟိုရီယယ်မက်ဒရစ်နေတာကျွန်တော်တို့ ပွဲစတယ်ဆိုကြတဲ့ကကိုဒါကျွန်တော်9မိနစ်မှာပနတီရတယ်14မိနစ်မှာကျွန်တော်တို့ twin goal twin တယ်ပေါ့နော်ဒါ twin တော့ twin goal တွေကတော်တော်လေးကို mic တယ် real madrid တင်းနေတာကျွန်တော်တို့ဝုန်နိုင်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 ဆက်တယ်ပေါ့နော်ဒါကျွန်တော်တို့ simultaneous နဲ့ဆက်တယ်အဲ့တော့ဒီနေ့ပွဲစမှာဒါထုတ်ဝနိုင်တာကျွန်တော်လူပြောစရာအများကြီးဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေလည်းအများကြီးရှိခဲ့တယ်အဲ့တော့ဒါပေမဲ့ဒီနေ့ပွဲစမှာအဲ့ဒါကြီးကျွန်တော်ပြောရတဲ့စာရင်ခင်ဗျားတို့ဒါပွဲ tactic ဘာညာပြောရတဲ့စာရင် at least ခုနောက်ပိုင်းမှာကျွန်တော်တို့ဒါမြင်ရတွေ့ရခဲ့တဲ့ပုံစံမျိုးမှာဒါဘာစီနဲ့တွေ့ရအသင်းတိုင်းနဲ့ပုံစံမျိုးမှာကျွန်တော်တွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ sense of urgency ပဲဘာလို့ဆိုတော့ sense of urgency ဆိုတာအသင်းတသင်းနေနိုင်ခြင်းတယ်တိလား ဟိုဟန်စီဖလစ်အနေနဲ့ဟန်စီဖလစ်မှာတိုက်တည်ရေးကပုံပြီးရှိမဲ့တဲ့မှာပါတယ်ဒီနေရာမှာဒါကျွန်တော်ဟာသအနေနဲ့ကျွန်တော်တို့ဝိုင်းပြောကြရအောင်ဆိုတာတခုကဟန်စီဖလစ်ကဘောနော်အန်ဂျီပိုစတဲဂလူးလိုပဲဒါပေမဲ့ तू ကပူကောင်းတဲ့ကစားသမားတွေရှိတယ်အသင်းသင်းကိုပိုင်ဆိုင်ထားတယ်ဒါကျွန်တော်ထိုက်သင်းတလောက်လက်ထံထားတယ်ကျွန်တော်လက်တာဖီလိုဆိုဖီကိုဒါပေမဲ့ဘာစူနာအသင်းအနေနဲ့ကြည့်လိုက်ခုနက2-0ဖြစ်သွားတဲ့အချိန်မှာဒါကျွန်တော်ဥပမာအစံပြောပါအဲ့တစ်ချိန်ထဲမှာလာနေတဲ့ဒါ United ရဲ့စပါးရဲ့ဒါ2-0ပဲသူတို့လည်း2-0နဲ့ရှုံးနေတဲ့အသင်း တဖက်ကဘာဆိုနာ2-0နဲ့လာတဲ့ပွဲစဉ်မှာကျွန်တော်ဒီတင်းတနည်းလုံးမှာဘာဆိုနာရဲ့ဒါ feeling တခုကဒီလိုမျိုးအမြဲတမ်းရခဲ့တဲ့ပွဲစဉ်ပဲဘာဆိုနာအနေနဲ့ဒီ2-0ကိုပြန်လာနိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်ဒီ2-0ဖြစ်သွားတဲ့အချိန်ကျွန်တော်ခန့်စားလို့ရတယ်ဥပမာကျွန်တော်ခုနပြောတဲ့ United ပွဲစဉ်ကျွန်တော်စပါးပွဲစဉ်နှစ်သင်းလုံးအကြီး2-0ဖြစ်တော့ကျွန်တော်ပြန်လာဖို့တော်တော်လေးကိုခေရင်သွားပြီတဖက်ကဘာဆိုနာပေါ့ဒါပေမဲ့ပြောလို့ရရတာပေါ့နော်ဒါနှစ်ဘက်နှစ်သင်းကလည်းဒါကျွန်တော်တို့ရဲ့ဟိုလူလူစည်းရင်းရတာနည်းနည်းလေးအားနေလို့ဒီလိုမျိုးအဲ့လိုမျိုးအပြောလို့ဒါပေမဲ့ လက်ရှိပြန်စစ်စားကြည့်မှာဘာဆူနာဘက်ကနေပြီးတော့ပြန်ကြည့်မယ်ဆိုရင်ဒါဆောက်ရမ်းမိုက်တဲ့ movement တွေကိုသူတို့ create လုပ်သွားတယ်ဒီနေ့မှာဒါသူတို့ champion league ကထွက်သွားပြီမယ်အလှပဆုံးသူတို့ထွက်သွားခဲ့တယ်ဥဒါဘယ်လိုလဲဒါအလှလှပပနဲ့ရှုံးသမားတယောက်နဲ့ထွက်ခဲ့တယ်သူတို့နေအကောင်းဆုံးပုံစံမျိုးသူတို့ထွက်ခဲ့တယ် inter milan ကိုသူတို့ဒါခုနကဘယ်လိုလဲနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာရှုံးပြီးထွက်ခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲနိုင်မှုကသူတို့တို့က important မှ crucial ဖြစ်လောကြီးတယ်ပြီးခုနကပြောခဲ့တယ်လို့ပဲဒီနေ့မှာဘာဆူနောအတွက်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ချက်ကဘာဆူနောရဲ့အိမ်မက်တွေအကုန်လုံးကိုလူငယ်တွေကဲ့တင်တယ် ဒါအာဘာစနာရဲ့ဒီနေ့ဒါကျွန်တော်တို့ပွဲစဉ်အဓိကသွင်းကိုကိုတော့လမိန်ရာမဲတို့ just talk about လမိန်ရာမဲ right လမိန်ရာမဲဆိုတဲ့ chart အကြောင်းပြောရင်ကျွန်တော်အဖေတော်မှဒီဘဲကို16နှစ်လို့မှားအောင်ထင်ရတယ်ဒီကိုကောင်းတယ်18နှစ်ကျွန်တော် father ကျွန်တော်18နှစ်ပြောသူလုံးဝ surprise ဖြစ်တယ်ကျွန်တော်တို့သားဖနှစ်ယောက်ရဲ့ eyes ကလုံးဝလမိန်ရာမဲပုံမှာ stick ဖြစ်တယ်သိလားဒီကောင်လေးစောက်ဝဲလေးလိထားကောင်းတယ်စောက်ဝဲကောင်းတယ်ဆိုတော့ပစကစကလုံးကကျွန်တော် father ကြီးပစကမချဘူး အဲ့လောက်ထိလမင်းရမင်းကလူတွေကိုဖန်ဆားနိုင်အဲ့တော့ဒီလို16နှစ်သားတယောက်ကျွန်တော်တို့မျိုးလုံးတွေကိုဖန်ဆားနိုင်ခဲ့တာဘယ်တော့ကြပြီလဲဟိုတော်တော်လေးကိုဟိုဆောက်ရမ်းမိုက်တဲ့ခြေဆိုပါမို့နော်သူသွင်းသွားတဲ့ဒွင်းကိုဆိုပြလောက class ဖြစ်တယ် လုံးဝကို class ဖြစ်တယ်လုံးဝကိုကျွန်တော်ပြောစရာစကားကိုမဲတယ်အဲ့တော့သူတူတူကိုဗျာတသေးကြမဲ့ twin ကိုကိုတကယ်ကိုဒါ crucial ဖြစ်မဲ့ပုံစံမျိုးနဲ့လောက်ပြသွားခဲ့တယ်အဲ့တော့နောက်ဆုံးပြနောက်ဆုံး second မှာလဲ barcelona အသင်းနဲ့ဒါကျွန်တော် fermin lopez ရဲ့ twin ကိုတော်တော်လေးကိုဒါ ascendant ရှိခဲ့ပေမဲ့ဒါ twin သွားတဲ့ twin ကိုမှလက်ထိမှုကပါဝင်ပတ်သက်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်အဲ့တော့ဒီနေ့မှာတစ်ချက်တည်းလာမယ်ကျွန်တော်ခုနကပေါ့ကျွန်တော်လဲအမှန်တိုင်းပဲ barcelona ကိုကျွန်တော်အားပေးတဲ့အသင်းမှာပါပါတယ် barcelona တွေလည်းရှိပါတယ်ဒီကျွန်တော် barcelona ပေါ့ဗာ messi ကြောင့် barcelona ပြိတ္တာပေါ့ပြောရရတယ်ပြိတ္တာမှုက barcelona ပါ re ရဲ့နဲ့မှာပါစီဆိုကြတော့ပါစီလို့ပူတဘောကြဒါပေမဲ့အဲ့ဒီသွင်းကိုပယ်ဖြတ်တဲ့ပုံမှာကျွန်တော်တို့ငင်းစရာမရှိဘူးဆိုတော့ခုန IFAB ပေါ့နော်ဒါကျွန်တော်တို့အာလက်ရှိဟိုအသစ်လုတ်ထားတဲ့စီမင်းစီကန့်နေအရာဆိုရင်ဂိုးသွင်းတဲ့လူကလက်ထိပ်ပြီးတော့ဂိုးသွင်းတဲ့ပုံစံဖြစ်သွားခဲ့ဘူးခုန sorry ကိုသွင်းတဲ့လူပေါ့နော်ဒါကိုသွင်းတဲ့လူကလက်ဘလို့ format ဖြစ်ဖြစ်လက်ထိပ်ပြီးတော့အဲ့ဒီကိုသွင်းတဲ့ အပြုမူမှာပါဝင်ခဲ့တယ်ဆိုရင်တော့အဲ့ဒီလုံကပယ်ဖြတ်ပိုင်권ရှိတယ်။ဒါက IFAB ကအမြင်နဲ့သတ်မှတ်ထားတဲ့အလုံးပေါ့နော်။ဒါကျွန်တော်နားလေဝေးကြည့်။ဒါပေမဲ့ခုနကပြောသူပဲကျွန်တော်ဒီနေရာမှာဒေါမကြတစ်ခုကရှူဝါမာနီရဲ့ဒါကျွန်တော်တို့အဲ ချူအမနီရတာကျွန်တော်တို့ကန်ကိုလက်နဲ့ကာလိုက်တဲ့လုံကိုကျွန်တော်ကပနတီပေးတင်တယ်လို့ကျွန်တော်ကပူဝေးရမြင်တယ်။ဒိုင်ဝနာဘလိုရတာဖာမီလိုပဲလုံကတော့ပယ်ဖြတ်တင်တယ်။ဘောက်တော့ဒါပရီးမီယာလိမှာဆိုတော့ပူပူလောလောပယ်ဖြတ်ခံရတဲ့လုံတွေမှာအများကြီးအများကြီးအများကြီးရှိတယ်။အခုနောက်ဘောက်တော့ဒါ twin ကို twin နဲ့လူကိုယ်တိုင်ကလက်ထိပြီးဒီဘောလုံးရယူတဲ့ပုံစံမျိုးဖြစ်သွားကြောင်းဒါ acid ဘောက်တော့ဒါဘောက်ဒီလိုမျိုး twin ကို twin ဆိုအဲ့ဒီ twin ကို accident ဘောက်တော့ဘောက်တော့အဲ့လက်ထိတဲ့ accident ကိုဒါ intentional ဘလိုပဲထိထိလက်ထိပြီးတော့ဒီ play တစ်ခုထဲမှာဒါကျွန်တော်တို့ဒီ twin ကိုဖြတ်တီးပုံစံနားလူပြောမြန်မာစကားရပြောလို့ရတယ် twin ကိုဖြတ်တီးမှုမှာဒီ လက်နဲ့ထိတဲ့ဥစ္စာကပါဝင်ပတ်တဲ့ဘလို့ပဲထိထိဒါပေးရတယ်အဲ့တော့မမမရကျွန်တော်စပါးနဲ့ပွဲစဉ်မှာဂျူလင်နဲ့အဲ့လိုထိတဲ့ဥစ္စာမပေးဘူးကျွန်တော်ပောက်ကွဲတဲ့ပုံစံအဲ့လိုပုံစံမျိုးပဲ အဲ့လိုဘလို့ပဲတွင်းတွင်းဒါဘိုးဒီတစ်ချိန်တည်းပဲဖြစ်သွားတယ်မမေဆပါရဲ့ဒါတွင်းကိုမဆိုပါတစ်ဖက်ကဒါကျွန်တော်တို့အခရစ်စတယ်ပဲတွင်းကိုမာရဲမက်ဂါကြီးမထင်မဲ့ပဲနဲ့လက်ထိပြီးတွင်သွားခဲ့တယ်အဲ့ဒီလုံကိုပယ်ဖျက်ရတယ်ဘလို့ပဲတိတိမထင်မဲ့ပဲပဲတိတိထင်နေမဲ့ပဲဖြစ်ဖြစ်အဲ့ဒီလုံလက်ထိရင်ပေးကိုပေးရအဲ့တော့ဒါဖာမီလိုပဲဆိုတော့ကျွန်တော်တို့ပေးရမယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့တပွဲလုံးဝင်ကြည့်လိုက်ခင်ဗျားတို့လက်ရှိကျွန်တော်တို့ဒါစိတ်ယုတ်ဆန်တဲ့ဘောလုံးလောကကြီးဖြစ်နေတဲ့နေရာမှာခင်ဗျားလုံက electric ဖြစ်တဲ့ဘောလုံးပွဲတစ်ပွဲကိုကြည့်ရတယ်လုံက ်ညက်တောင်ခတ်เสียမလို့ဗျာဘာဖြစ်မလဲဘယ်သူဘာလုပ်မလဲပိုဆိုးတာကဘာဆိုးနာလုံးဝ2-0ဖြစ်တယ်ဘယ်လိုပြောလဲနောက်ဆုံးဗျာဘာဆိုးနာဟိုပထမပိုင်းမှာ4-2ဖြစ်နေတဲ့အချိန်မှာလုံးဝ highline ဆော်တယ် philosophy ဟန်စီဖိလက်လုံးဝမပြောင်းကျွန်တော်ကြည့်နေလို့တော့အသေးရတယ်ဒီဘက် defensive ပြောင်းသင့်ပြီး defensive မပြောင်းဘူးနောက်ဆုံး moment အထိ Vinicius Junior ကဆွဲပြေးတယ်အနောက်ဆုံး moment အထိ Mbappe ကဆွဲပြေးတယ်အဲ့ဒီဆွဲပြေးတဲ့ဘောလုံးကနေလဲဂိုးတွေဖြစ်တာပဲ လူဂျိုနာ ဖောင်းလူဂျိုအမ်ဘာပေကလူဂျိုထောင်ကျောက်ကိုထွက်ဖို့ပဲချောင်းနေတယ်တပွဲလုံးနဲ့နဲ့ကြည့်ခမပြောမှာဆိုဗျာမိနစ်90မလို့ပြီးလို့ပြီးသွားမှမသိတယ်ဘောလုံးပွဲတပွဲကဒီလိုမျိုးပွဲစေ electric ဖြစ်လွန်းတယ်တိလာခမပြခမပေးလိုက်ရတဲ့ဒါခုနပေါ်သူပဲယော့မိနစ်90ပေးလိုက်ရတယ်ယော့အင်တန်နေဆိုတဲ့ပွဲတပွဲခမဒီနေ့ပွဲစမှာတွေ့လိုက်ဒါပဲအဲ့တော့ဟိုကျွန်တော်ပြောချင်တာဒီနေ့ပုံမှာဘာဆိုးနိုင်တာလဲ real madrid show နဲ့ဘာညာဆိုတဲ့ ကြည်လာတဲ့လူတယောက်အနေနဲ့ဗျာဒီလားအော်ငါတို့ကြည်ခဲ့တဲ့ဘောလုံးကဒါပါလားဆိုလို့ဆိုအခုခေတ်မှာကြည်လာဟာတက်တကယ်ပဲတယ်ဟာအင်ဗာတက်ဖူဘက်အာဘူဂျူ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  where's the football ကျွန်တော်ပြောသည်လားအခုချိန်မှာကျွန်တော်တို့ဒီလိုမျိုးကြည်ကျင်တယ်ခါတိုင်းဂိုးတွေလည်းများတယ်ဗျာဒီလားဥမာဂိုးတွေသူဟာခမရဒါဂိုးတွေသူမှနုနုပွဲကောင်းတပွဲဖြစ်ဖို့ဂိုးတွေများဖို့မလို့ဂိုးတွေလည်း at least ဘောလုံးမှာ exciting ဖြစ်ဖို့လိုတယ်ဒီလား ကျွန်တော် exciting ဖြစ်ဖို့လိုတယ်ဒီလိုမျိုးပွဲစဉ်မှာခုနောက်မှာဘာစနာရဲ့ပွဲစဉ်ကြည့်တာအင်မတန်မှတယ်ခင်ဗျာ inter milan နဲ့ပွဲဘာမှမဟုတ်တယ်ခင်ဗျာ mallorca နဲ့ပွဲစဉ်ကြည့်တယ် electric ဖြစ်နေတာပဲဗျာသိလားပေါ့သူနဲ့ကန်တဲ့ကောင်ကလည်းအလောက်က electric ဖြစ်မှာမသူနဲ့ကန်တဲ့ကောင် electric ဖြစ်ရင်ကြံခဲ့မှာသိလားကြည့်လိုက်ခင်ဗျာ inter လိုမျိုး c1 နေလိုမျိုးဒါ a say natural ဆော့တဲ့ကောင်တော့မှာဘာစနာလိုဝုန်းနဝုန်းဟာအစာပြီးတော့ oh 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 အစာပြီးရှင်းတက်ပြီး goal သွင်းအဲ့လိုမျိုးဖြစ်သွားတယ်သိလားအဲ့တော့ ဘာဆိုလားနဲ့ပွဲစဉ်ကြည့်မယ်ခင်ဗျာပေးလိုက်ရတဲ့မင်းတိုင်အတန်ကိုတန်နေဗျာအဲ့ဒီခေါက်ကဒါဘာဆိုနာတင်းနေလက်ရှိမှာဒါ၃ပွဲကျန်တဲ့ကျမှာ9မှတ်กว่าသွားပြီဖြစ်တဲ့ကြောင့်တေကြတာကဘာဆိုနာတင်းကတော့ဒါလက်ရှိမှာပြည်တွင်းပေါ့နော်ပြည်တွင်းဖလားတွေအကုန်လုံးကိုစကူးနိုင်နေနေဖြစ်သွားခဲ့တယ်အဲ့တော့ လက်ရှိမှာ congratulation လို့ပြောကြတယ်။ငါကတော့ပဲလက်ရှိမှာဒါကျွန်တော်ရှေ့ဘွဲကိုကျွန်တော်ထင်တယ်ရှေ့ဘွဲသေချာရုံနဲ့နေပါဆူနာကဒါ supply ရပြီထင်တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာ La Liga Champion ဆက်ဖြစ်ပြီ။ Ancelotti ဒါကြားမှာ Ancelotti ရသွားတယ်ထင်တယ်။ဇာဘီပြီးတော့ဒါကြားမှာတစ်နှစ်ချပြီးတော့ဒါပြင်ပြရတယ်။အဲ့တော့ဒီနှစ်မှာကျွန်တော်မနိုင်ဘူး Atletico Madrid ကိုအများကြီးမျောလင်းထားခဲ့ပြီ။ Atletico Madrid ကတော်တော်လေးကိုချာတူးလန်သွားခဲ့တယ်။အဲ့တော့ပြောရမယ်ဆိုရင်တော့လက်ရှိအခြေအနေတွေက Barcelona နဲ့ Real Madrid ကြားမှာတကယ်ကို electric sense နဲ့ပွဲတစ်ပွဲကိုမြင်ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်အတွက်ပုဂ္ဂိုလ်ရဲ့နောက်ထပ်တစ်ခုပြောချင်တာ Real Madrid အသေးအနေနဲ့ဒါကျွန်တော် တို့ cancel ဘိုင်းဂိုဒမာဘူးကျွန်တော်ဒါစန္ဒဘတ်တွေနေမှာလိုအပ်ချက်တွေအများကြီးရှိပြီ William Saliba ကိုလာမဲ့ညရာဒီမှာအကြီးကျယ်ခေါ်ယူဖို့တဲ့ Real Madrid စူးစမ်းသင့်ပြီဘာလို့လဲ ီလက်ရှိခြေစွမ်းရဆိုတော့တော်တော်လေးကိုမလွယ်တဲ့ခံစစ်ကြီးကိုတော်တော်လာမယ့်နေရာဒီမှာဒီခံစစ်ပုံစံမျိုးနဲ့ဆက်ပြီးရရဲသွားမယ်ဆိုရင်တော့တော်တော်လေးကိုစိတ်ပြက်ဆက်ပဲအဲ့တော့နောက်တစ်ခုကတော့ဒီနေ့ပွဲစမှာနောက်တစ်ခုကျွန်တော်စိတ်ပြက်ဆက်ဖြစ်ခဲ့တာကရူဒီကိုပဲလက်ရှိရီယယ်မက်ဒရစ်အသင်းနဲ့ရူဒီကိုပြုမှုနေတာကျွန်တော်လုံးဝမကြိုက်ဘူးရူဒီကိုနဲ့လာမယ့်နေရာဒီမှာအသင်းပြောင်းသင်းတဲ့အသင်းနဲ့တော့ပြင်းတယ်ပြီးတော့ခုနကပြောဆိုလက်ရှိကွင်းလယ်မှာ defensive midfielder မရှိတဲ့ကွင်းလယ်ယူလဲတိတာလုံးဝကြည့်တယ်အဲ့တော့ရီယယ်မက်ဒရစ်ကလာမယ့်နေရာဒီမှာတော်တော်လေးကိုပြောင်းလဲမှုလုံးဝမယ်သင်းလို့ပြောရင်းနေပဲလက်ရှိမှာတော့ ဘာဆူနာတင်ကတော့သူတို့လုံနိုင်စွမ်းရှိတဲ့ဥစ္စာကိုပြတာခဲ့တဲ့ပွဲတစ်ပွဲလို့ပြောနေတယ်ပဲကျွန်တော်တော့ကုန်ပြီပါဦးဘောလုံးမတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0 Zone နဲ့ TV4U တို့မှာကြည့်ရင်လို့ဆိုတော့ပေါင်းကုန်ကြည့်လို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း YouTube Media 3.0 Zone နဲ့ TV4U တွေလေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မှာဆိုကုန်ကြည့်လို့ရပါတယ် ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြူဒီမှာကောင်းမွန်သောနေ့လေးနေဖြစ်ပါစို့ဆုံးပွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့နောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့။အားလုံးမကြူဒီမှာမြန်မြန်ကလစ်ပြကြပါဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။ Dave ပါဗျ။